ုံတွဲတိုင်းတည်ထားကြဖို့အထူးသဖြင့်လိင်ဆက်ဆံရမှာစိတ်မပါတဲ့စုံတွဲတိုင်းတည်ထားကြဖို့လိင်ဆက်ဆံခြင်းရဲ့အကျိုးရလဒ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းရဲ့အမခန်းကောင်းကျိုးများအကြောင်းကိုလေ့လာကြည့်အောင်။လိင်ဆက်ဆံခြင်းဟာတင့်ကိုဂျမ်းမာစေနိုင်တယ်ဆိုရင်တင်ယုံနိုင်မလား။လိင်ဆက်ဆံခြင်းဟာတင့်ဂျမ်းမာရေးကိုများစွာအထောက်အပံ့ပြုနိုင်ပါတယ်။ လေးဆဆန်ခြင်းဟာတင့်ကိုကြမ်းမာစေနိုင်တယ်လို့ဒီအချက်တွေကြောင့်ပြောရတာဖြစ်ပါတယ်။ဒါတွေကဘာတွေလဲ။နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေအဖြစ်နဲ့ပဲ။ပျော်ရွှင်ကြမ်းမာတဲ့လိမ္မှုဘဝကိုပိုင်ဆိုင်ထားတဲ့သူတယောက်ဟာတနိုင်မှာ၄မိုင်ကနေ၆မိုင်အထိလမ်းလျှောက်ပြီးလက်တင်ကန်လုံနေသူတယောက်နဲ့ညီမျှပါတယ်။နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တဲ့နှလုံးပေးကျော်ခြင်းတာမျိုးလေဖြစ်တာမျိုးတွေဖြစ်နိုင်ဖို့ရခိုင်တို့နေပါသွားပါလေ။လိမ့်ဆက်ဆံနေစင်းမှာ လုံလုံရှားရှားရှိနေမဲ့အတွက်နှလုံးခုန်လုံးမြင့်တက်နေမှာတေချာဖြစ်ပါတယ်။ဒါဟာနှလုံးကြားမာရေးအတွက်အထူးကောင်းမှုပြီးတက်လုံးလည်းကောင်းမွန်စေပါတယ်။ဒါအပြင်ကြားဟော်မုန်းနဲ့မဟော်မုန်းတွေကိုလည်းထိညှိပေးနိုင်ပါသေးတယ်။နာကျင်မှုတွေကိုညွန်နေသက်သာစေပါတယ်။တည့်ရဲ့အိမ်တော်ပဲဒါမှမဟုတ်ချစ်သူဟာတင့်ကိုချစ်ခင်ကျင်နာမှုတွေပေးတဲ့အခါတင့်အနေနဲ့အတိုင်းမသိကြည်ဥပျော်ရွှင်လာမှာဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံလေးကိုရင်နေရရင်တောင်တင့်အနေနဲ့ကြောရွှင်နေတာဖြစ်ပါတယ်ဒီလိုပါပဲတင်ချစ်ခင်ရသူတယောက်နဲ့လိန်ဆက်ဆံခြင်းကြောင့်နာကျင်မှုတွေကိုယောနဲ့တက်သားစေနိုင်ပါတယ်အထူးသဖြင့်အမျိုးသမီးတွေဟာလဆင်းဓမ္မတာလာချိန်မှာနာကျင်မှုတွေကိုခံစားရတတ်ပါတယ်အဲဒီလိုချိန်မှာလိန်ဆက်ဆံမှုတစ်ခုပြင်းမြောက်ခြင်းကိုခံစားရမယ်ဆိုလို့ရှိရင်နာကျင်မှုတွေကိုတက်သားစေနိုင်ပါတယ်ကောင်းမွန်တဲ့ပြင်းမြောက်ခြင်း လေးစားစားမှုပြင်းထန်ခြင်းဟာကာလကြာရှည်ခံစားနေရတဲ့ခန္ဓာယောဂကြွတ်သားနာခြင်းမှုယောဂတွေကိုတောင်ယောဂစီတယ်လို့ဆိုထားပါတယ်။ပြီးတော့လေးစားစားခြင်းကြောင့်စိတ်ဖြစ်စည်းမှုတွေညောင်းတဲ့စိတ်မှာအသေးချာဖြစ်ပါတယ်။လေးစားစားမှုကိုပြုလုပ်တဲ့အခါအုံနောက်အစိတ်အပိုင်းတစ်ခုကနေတာယာမှုကိုခံစားရပါတယ်။လေးစားစားမှုတစ်ခုကို အဆုံးထိပြင်းပြောက်စရာမလိုသေးပါဘူး။နှိုးဆွခြင်းတစ်ခုဖြစ်တဲ့ လိမ့်စိတ်ထကြွလာခြင်းရှည်ပြေးလုပ်ငန်းစဉ်အဆပြုနှူးစွာပေးခြင်းလိုမျိုးပြုလုပ်ပေးခြင်းကတောင်ခန္ဓာကိုယ်မှာရှိတဲ့ကြွတမ်းမှန်သမျှကိုပြည့်ရော့စေပြီးစိတ်ဖြစ်စည်းမှုကိုညော့နဲ့တက်တာစေပါနဲ့ဘုံမဆက်ဆံခြင်းတစ်ခုပြီးမြောက်တဲ့အခါလူတယောက်ဟာမိမိကိုယ်ကိုပုံပုံလေးစားလာပြီးမိမိကိုယ်ကိုယုံကြည်မှုလိုတိုးပွားလာတာတက်ကြွလန်းစန်းနေမှာဖြစ်ပါတယ်ပြီးတော့ကန်စာယောဂါကိုတောင်းကာကွယ်ပေးနိုင်ပါတယ် ခေါင်းမွန်တဲ့လေဆက်ဆံခြင်းတစ်ခုကိုပြီးမြောက်စေနိုင်တဲ့အမျိုးသားတစ်ယောက်ဟာစီးကျိတ်ကင်စာဖြစ်ဖို့ရန်ရန်ခိုင်နှုန်းလည်းပါပါတယ်။ဒီလိုရအာသာဖြစ်ခြင်းပင်လည်းစီးကျိတ်ကင်စာဖြစ်ခြင်းကိုရော့ချပေးနိုင်ပါတယ်။နောက်တစ်ခါအိတ်ဆက်ခြင်းဆက်ဝန်းအတွက်အကျိုးရှိပါတယ်။လေဆက်ဆံခြင်းဟာပိုပြီးတော့နှစ်နှစ်ချက်ချက်အိပ်ပျော်စေပါတယ်။အကြောင်းရင်းအတိအကျတော့မရှိသေးပါဘူး။ဒါပေမဲ့ ာမဆက်ဆံပြီးစဆုံတွဲတွေဟာစိတ်တည်နှက်မှုကိုအပြည့်အဝရရှိပြီးလွယ်လွယ်ကူကူနှစ်ချိုက်စွာအိပ်ပျော်နိုင်ကတော့အမှန်ပဲဖြစ်ပါတယ်။လို့ထလာတဲ့အခါမျိုးမှာလည်းလမ်းစမ်းတက်ကြွနေပြီးဒေသတွေကိုရင်ဆိုင်ဖို့ခွန်အားအပြည့်ရှိနေတတ်ပါတယ်။လေးဆက်ဆံတဲ့အခါပရိုလက်တင်ဆိုတဲ့ဟော်မုန်းထွက်လာပါတယ်။ပရိုလက်တင်ဟာအိပ်စက်ခြင်းပေါ်များစွာအကျိုးတက်ရောက်ပါတယ်။နောက်တစ်ခါစိတ်ကြည်လင်လမ်းစမ်းစေပါတယ်။ရုပ်ရှင်တွေထဲမှာမင်းသားနဲ့မင်းသမီးဟာ လေးဆဆမှုတစ်ခုအပြီးမှာမျိုးရှင်ရီမောနေကြတာကိုပြင်ပြမှုကြမှာပါကိုချစ်ရတဲ့သူနဲ့ချစ်တဲ့နှောရတဲ့အခါစိတ်အစင်ဟာကြည်လင်ပျော်ရွှင်နေမှာဖြစ်ပါတယ်ပြီးတော့အဘအရေကိုကြည်လင်လှပစေနိုင်ပါတယ်ဒါဟာယုံကြည်စရာတော့မကောင်းပါဘူးဒါပေမဲ့အမှန်ဖြစ်ပါတယ်ချစ်တဲ့နှောပြီးကစားလူတွေဟာပုံမကြည်ကောင်းနေတတ်ကြပြီပုံမနှုတ်ပြုံနေတတ်ကြပါတယ်ကာမဆက်စားနေစဉ်တွေမှာ သွေးပဲပတ်မှုကကောင်းမွန်နေပြီးအရေးပြားပေါ်ကိုအကျိုးတက်ရောက်စေနိုင်ပါတယ်။ပုံမေ့ရင်ရောချင်းကိုတားဆီးပေးနိုင်ပြီးအသားအရည်ကြည်လင်ဆက်လက်ပြီးတော့လူသည်များအတွက်ရာသီသွေးဆင်းခြင်းနဲ့ပတ်သက်ပြီးမိန်းကလေးအများစုခံစားရတဲ့ဝေဒနာကြောင့်တင်းဆက်ပေးခြင်းပါတယ်။ရာသီသွေးဆင်းခြင်းနဲ့ပတ်သက်ပြီးမိန်းကလေးအများစုခံစားရတဲ့ဝေဒနာတစ်ခု ရှိပါတယ်။အဲ့ဒါကတော့ PMS လို့ခေါ်တဲ့ရာသီမလာခင်ဒေါသထွက်ခြင်းစိတ်သက်ကြခြင်း စိတ်အားငယ်ခြင်းအဆရှိတဲ့စိတ်ပိုင်းဆိုင်ရာအပြောင်းလဲတွေဖြစ်ပါတယ်။တချို့ကတော့တည်တော်ပေမဲ့တချို့အတွက်ကတော့လူမှုရေး၊ကျန်းမာရေး၊စီးပွားရေးတွေမှာထိခိုက်လောက်တဲ့အထိကိုစိတ်ဓာတ်အတက်ကျဆိုးဆိုးဝါးဝါဖြစ်တတ်ပါလေ။ကဲဒါဆိုလို့ရှိရင် PMS ဘာကြောင့်ဖြစ်တာလဲ။ဘာကြောင့်ရဲလို့အတိအကျမပြောနိုင်သေးပေမဲ့ခုချိန်ထိတော့ဟော်မုန်းတွေမကြီးမမျှဖြစ်တာကြောင့်လို့စိတ်ညာရှင်တွေကလက်ခံထားကြပါလေ။ရာဒီမလာကင်တပတ် ဒါမှမဟုတ်နှစ်ဘက်အလိုလောက်မှာခံစားရလိမ့်ရှိပြီးရာသီလာရာနဲ့တက်ပါသွားတတ်ပါလေ PMS ရဲ့ယောဂလက္ခဏာတွေကိုလေ့လာကြည့်အောင်နံပါတ်၁က mood swing လို့ခေါ်တဲ့စိတ်ဓာတ်အတက်ကျဖြစ်နေမယ်ခဏလေးပျော်လိုက်ခဏလေးဝမ်းနည်းလိုက်ခဏလေးတက်ကြွလိုက်ခဏလေးအားငယ်သွားလိုက်နဲ့အင်မတန်ခံစားရခက်ခိတ်ချုပ်ရခက်တယ်ဆိုတာမိန့်ဖေးတိုင်းသိကြပါရစေနံပါတ်၁စိတ်ဆိုးစိတ်တူရမယ်စိတ်ဆက်မယ် ။ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုအရင်ကြီးတုံ့ပြန်နေပြီးတဲ့အတွက်လူမှုရေးထိခိုက်မှုတွေတောင်းရှိလာနိုင်ပါတယ်။နောက်တော့စာပြန်စာကျင်နေပါတယ်။ဟိုကလည်းစာကျင်ဒီကလည်းစာကျင်တဲ့ပြိကရာရှောက်စားချက်နေရတာဖြစ်ပါတယ်။အထူးသဖြင့်ခြူလာတွေကိုစာကျင်ပါတယ်။ဘုံမှာအချိုမကြိုက်တတ်တဲ့သူတောင်းဒီလိုအချိန်ဆိုလို့ရှိရင်ရေခဲမုံတို့ချောကလက်တို့အရင်စာကျင်ပါတယ်။နံပါတ်၄ရင်သားတွေတင်ပြီးနာတာတို့ခေါင်းကြိုက်တာတို့ အစာမကြေလေပွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဘယ်အရာတွေက LPMS ကိုပိုဆိုးစေတာလဲ။နံပါတ်၁ကတော့စိတ်ဖိစီးမှုများခြင်းနံပါတ်၂အဝါလွန်ခြင်းနံပါတ်၃ကော်ဖီအလွန်ကျွံတောက်သုံးခြင်းနံပါတ်၄အရက်အလွန်တောက်သုံးခြင်းတွေဟာ PMS ယောဂါလက္ခဏာတွေကို ပိုပြီးတော့ဆိုးရွားစေနိုင်ပါတယ်။ကဲဒါဆိုလို့ရှိရင် PMS ယောဂါလက္ခဏာတွေတက်တာအောင် ဘာတွေစားကြမလဲ။နံပါတ်1 sugar craving အချို့အရင်စားတဲ့သူတွေအတွက် GI နဲ့တဲ့အစားအစာတွေကအထောက်အကူဖြစ်စေပါတယ်။ GI နဲ့တဲ့အစားအစာတွေကိုရွေးချယ်စားတော့တင်ပါတယ်။နံပါတ်2 calcium နဲ့ vitamin D ကရာသီမလာခင် ဖြစ်တတ်တဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲတွေနဲ့ရာသီလာဆဲနာကျင်ကြိုက်ခဲမှုတွေကိုတက်သားစေပါတယ်။ဒါကြောင့်အစီထုတ်ထားတဲ့နွားတို့ကို နေ့စဉ်တောက်သုံးပေးတင်ပါတယ်။ ီနေရာမှာတခုပြောချင်တာကအစီထုတ်ထားတဲ့နွားတို့ဟာမလိုက်အပြည့်ပါတဲ့နွားတို့ထက်ဗီတာမင် D ပါဝင်မှုနည်းပါပါတယ်။ဒါကြောင့်ဗီတာမင် D ထပ်ဗီတာမင် D 45 low fat skim milk တွေကအကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။အကယ်၍ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကိုအားစေးအနေနဲ့တောက်သုံးမယ်ဆိုရင်တော့ကျန်းမာရေးပညာရှင်တွေနဲ့အရင်ဆုံးတံပင်ဖို့တော့အကြံပေးခြင်းပါတယ်။နံပါတ်၃ဗီတာမင် E နဲ့ essential fatty acid တွေပါဝင်တဲ့အားစေးတွေဥပမာငါးကြီးစီကတော့ PMS ရဲ့လက္ခဏာတွေကိုသိသိသာသာတက်သားစေနိုင်ပါတယ်။နံပါတ်၄အရင်က Evening Primrose Oil ကို PMS တက်သားစေဖို့အတွက်ဆေးအနေနဲ့ပေးကြပါတယ်။လိမ့်လာစမ်းသပ်မှုတွေအရအမှန်တကယ်ထျောက်မှုရှိတာမတွေ့ရတဲ့အတွက်ခုနောက်ပိုင်းမှာတော့တိတ်မတုံကြတော့ပါဘူး။နံပါတ်၅အရက်အလွန်ကျွံတောက်တုံးချင်းကိုရှောင်ကျင်ရပါမယ်။အမျိုးသမီးတစ်ယောက်အတွက်တင့်တော်တဲ့အယ်ကိုဟောပမာဏဟာတစ်ယောက်က1 foot ounce 30 ml သာဖြစ်ပါတယ်။နံပါတ် coffee အလုံးစုံတောက်သုံးခြင်းကိုလည်းရှောင်ကျင်ရပါမယ်။တနေ့ကိုသုံးခွက်ထက်ပိုပြီးမတောက်တာကောင်းပါလေ။နံပါတ်5အဝအလုံးနဲ့အတူရေဆိုလို့ရှိရင်ကိုယ်အလေးချိန်လျှော့ချဖို့လိုအပ်ပါတယ်။နံပါတ်6စိတ်ဖြည့်ဆည်းမှုတွေကိုလျှော့ချရပါမယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာစိတ်ဖြည့်ဆည်းမှုကိုအတော်လေးလျော့ချစေနိုင်ပါတယ်။လေလာစမ်းသပ်မှုတစ်ခုအရ PMS ဝေဒနာခံစားနေရတဲ့အမျိုးသမီးတွေကိုတနေ့ကို2ချိန်တစ်ချိန်မှာ15မိနစ်ခန့်မျိုးလုံးမိတ်ငြိမ်ငြိမ်လေးထိုင်နေစေပြီး ဝင်လာတဲ့အတွေ့တွေကိုသတိထားကြည့်ခိုင်းပါတယ်။အတွေ့တွေဝင်လာတဲ့အခါဘာမှ react မလုပ်ပဲတည်ယုံလေးတင်တည်နေဖို့ညွှန်ကြားချက်တွေပေးထားပြီးစားသတ်ကြည့်တဲ့အခါ PMS winner တွေကို ထိထိရောက်ရောက်တက်တာစီတာတွေ့ရပါတယ်။ယောဂလေးကျင့်ခြင်း၊စာဖတ်ခြင်း၊တခြင်းနားထောင်ခြင်းတို့နဲ့စိတ်ပီစီးမှုကိုကြောကြစေနိုင်ပါတယ်။မိန်းကလေးတိုင်းကိုကြမ်းပါတဲ့စိတ်ချမ်းသာတဲ့ပြည့်ရက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ဆန္ဒပြုပါတယ်။အမျိုးသားတွေကိုကောင်မလေးတစ်ခါတလေ ဘာဖြစ်လို့ဖြစ်သွားမှမသိဘာလို့ပေးလို့လို့ပေးရမှမသိတဲ့အဖြစ်မျိုးတွေကင်းပါစေလို့လည်းအမျိုးသားတိုင်းအတွက်ဆန္ဒပြုပါရစေခင်ဗျာကျေးဇူး